ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့နယ်နဲ့ရသေးတောင်မြို့နယ်အတွင်းကရခိုင်ရေပိုင်းနဲ့အတွင်ကျူးကျော်ဝင်ရောက်ကတရားမဝင်ငါခိုးဖမ်းသူဘင်္ဂလားဒေ့ရှ်နိုင်ငံသား၁၂ယောက်ကိုငါဖမ်းဆက်လေနှစ်စီးနဲ့အတူအရခတ်တတော် AA ရဲ့ကမ်းခြေဆောင်လုံခြုံရေးတပ်ဖွဲ့ကမနေ့ကဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။မောင်တော်မြို့နယ်ရွှေနုကြီးရွာရဲ့အနောက်ဘက်ကမ်းဆက်မှာ မနေ့ကမနေ့6နာရီ34မိနစ်ကကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖမ်းသမား6ယောက်ပါဆက်လေတစီကိုအရခကန်ကြည့်ဆောင်လုံချုံရေးတပ်ဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်မနေ့ကမနေ့9နာရီ10မိနစ်လောက်မှာလဲရတိတော်မျိုးနဲ့ကိုဒန်ကောက်မွတ်စလင်ကြီးရွာရဲ့အနောက်ဘက်ကန်ယူဒန်ကန်ဆက်မှာငါးခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖမ်းသမား6ယောက်ကိုလည်းဆက်လေတစီနဲ့အတူထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ သူတို့တွေကိုတရားဥပဒေနဲ့အညီထိရောက်စွာအေးအေးယူဆောင်ရွက်ရေးအတွက်ထိမ့်သိမ့်စစ်ဆေးနေတယ်လို့ဆိုပါရယ်ဘင်္ဂလားဒေ့ရှ်နေဆက်တလျှောက်ကိုအေးအေးထိမ့်လျှော့လိုက်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကငါးဖမ်းသူတွေဟာရခိုင်ရေပိုင်နယ်အထက်ကိုကျူးကျော်ဝင်ရောက်ပြီးကံယူတဲ့အနည်းအထိလာရောက်ငါးခိုးဖမ်းမှုတွေနှင်းစင်လို့လို့ရှိနေတာပါငါးဖမ်းဆက်လေတွေနဲ့အကြမ်းဖက်လက်နက်ကင်တွေလည်းဝင်ရောက်မှုတွေရှိနေတာကြောင့်အေးအေးကအချိန်ပြည့်စောင့်ကြည့်နေတယ်လို့သိရပါရယ်ရှင်